မင်္ဂလာပါပရိသတ်များရှင်စပါရီချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စကိုင်းကလင်ကြီးမှာစစ်တပ်ဘလောက်ထိသလဲ2025ခုနှစ်မတ်လ28ရက်နေ့စကိုင်းကလင်ကြီးသည်စစ်ကောင်စီထိန်ချုပ်ရာမြမပြည်အလဲပိုင်းဒေသများဖြစ်တဲ့ဇကိုင်းတတဦးမန္တလေးမြစ်သားကြောက်စိကျော်ပွဲနေပြည်တော်ပြင်မနာဒါငူစသည့်မြို့ရွာများတည်ရှိတဲ့စကိုင်းပြည့်ရွေးတရှောင်းဆူဆူဝါးထိခိုက်ခဲ့တာကို တွေ့ရပါတယ် အတီးပြူစဲမပြည့်စုံသေးသောသတင်းများအရလူထောင်နဲ့ချီသေးဆုံးပြီးထောင်နဲ့ချီထရားရခဲ့ပြီးအဆောင်အထောင်ပေါင်းများစွာ ပြိုကျပျက်စီးခဲ့ပါရယ်လက်တရာများစွာပျက်စီးခဲ့တာကိုလည်းတွေ့ရပါရယ်အင်္ဂလန်သတင်းများတွင်အရက်သားအုပ်အိမ်များအထက်မြင့်ဆောင်များကွန်ဒိုများဖာသာရေးဆောင်များရှေးဟောင်းဆောင်များစွာပါဝင်ခဲ့သည့်ကိုသတင်းများနှင့်လူမှုကွန်ရက်များတွင်အများတွေ့မြင်နိုင်ခဲ့ကြရယ်ငလျင်တရားသည့်ဒေသမှာစကိုင်းမတောင်ငိုတိကီလိုမီတာ350ရှိလျားသည့်နယ်မြေတစ်လျှောက်ရှိ ရွာများတွင်ဖြစ်ရာထိခိုက်ပျက်စီးမှုများပြားခဲ့ပါသည်အစိုးရစကိုင်းမတန်ကိုထိမြွာများသည့်စကားစီထိန်ချုပ်ရနိုင်မည်တွင်တရှိပြီးစကားစီစေယုံပါဝင်တရင်တက်ဖွဲများစွာအခြေဆိုင်ထားကြောင်းသိရပါသည်။သို့တော်လည်းယခုအချိန်ထိစကားစီသတင်းများအခြားသတင်းဌာနများလူမှုကွန်ရက်များတွင်စစ်တပ်ဆောင်များပျက်စီးသည့်သတင်းထက်ပုံများမတွေ့ရသေးပေ။သတင်းအနေဖြင့်လွတ်လပ်သောသတင်းဌာနများတွင်သတင်းချုပ်ပါလာတော့ကိုတွေ့ရပါသည်။မြေပြော်တွင်အရက်ဘတ်အုပ်ချုပ်ရေးဌာနများဖြစ်တဲ့သမရာအင်း လွတ်တော်ဝင်ကြီးဌာနနဲ့ဝင်ထမ်းအင်အားစသည်တို့ပျက်စီးသည့်သတင်းများလူမှုကွန်ရက်တွင်တွေ့ရသည်။နီဘရစီယိုနှင့်ပတ်သက်၍ငလင်းလုံးချင်းစစ်ဗိုလ်ချုပ်များနှင့်အင်တာဗျူးနေသည့်အယ်ဂျာစီယာရုပ်သံ၏ဗီဒီယိုဖိုင်တစ်ခုကိုသာလူမှုကွန်ရက်၌တွေ့ရပါသည်။စစ်ဘက်အဆောင်များနှင့်ပတ်သက်၍လုံခြုံရေးတင်းကျပ်ထားပုံရပါသည်။သို့သောနီဘရတီရှိခဲ့ချိန်ကတပြိုင်တည်းတိဆောက်ခဲ့သည့်စစ်ဘက်အဆောင်များသည်မပြိုပြတ်ပဲနေမည်မဟုတ်ပေ တာငူမစကိုင်းကြားတွင်အခြေဆိုင်ထားသည့်စစ်တပ်၏တရင်တပ်ဖွဲ့များကိုတွေ့ကြည့်ပါက အောက်ပါအတိုင်းတွေ့ရပါသည်။နေပြီးတော့နေပြီးတော့တွင်လွယ်လွယ်ပြောရရင်စီယုံချုပ်ရှိတဲ့ပိုချုပ်များစွာယုံထိုင်သည့်ကာကွယ်ဦးစီးချုပ်ယုံဒုကာကွယ်ဦးစီးချုပ်ယုံကြီးရည်လေးကာကွယ်ဦးစီးချုပ်ယုံများစီရီချုပ်စစ်ထောက်ချုပ်စေဝဒေချုပ်ဆရာထူခန့်ချုပ်စစ်စေးရရှိချုပ်လေးကြည်ရည်လေးကြောင်းရန်စစ်ဘက်ရေးရလုံးချုပ်ရင်တပ်ဖွဲ့စာဖောင်းကာကွယ်ပစ္စည်းထုတ်လို့ရေး စစ်စည်းရေးနဲ့စီရင်စီယုံချုပ်စာတီယုံများတည်ရှိပါတယ်။ထို့ပြင်အမြောင်းဒုံတန်ချက်ကစက်သေး၍ဆောက်လုပ်ရေးပြည်သူစစ်စည်းရေးနဲ့စစ်တပ်စစ်စည်းရေးစသည့်စစ်ဦးစီးလက်ယုံဝန်ထမ်းတယုံများစေဝန်ထမ်းပြည်လဲနေရာချထားရင်တက်ထိန်တက်အင်အားဖြည့်တင်းရင်မြေစရင်စသည့်စီရင်ဝန်ထမ်းယုံများစစ်အင်ဂျင်နီယာထောက်ပုံစစ်လက်နက်စသည့်စစ်ထောက်ဝန်ထမ်းယုံများရှိပါတယ်။တပ်မတော်ကားခွေဦးစီးချုပ်ယုံကကဦး 加龟乌龟草药一加甲一，加龟乌龟草药二加甲二，加龟乌龟草药三加甲三，四叶草药加甲叶，石头草药加甲头，植物四叶药水用加甲四，四叶土坑草药加甲土，四物的草药加甲五，四百叶芽龙虫药水草药三叶卡，李状元加龟搭配药水用三叶卡。 တမတော်လေးချင်းရဲ့အရာရှိချုပ်ယုံလာကာခကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကာကာထုံတမတော်ကြီးရေးလင်စစ်စေးရေးနဲ့စီရင်စစ်ချုပ်ယုံတာဆာဆာအမြောက်တက်ဖွဲ့ညွန်ချိုင်းရီမူယုံကာကာမောင်ဒုံတက်ဖွဲ့ညွန်ချိုင်းရီမူယုံကာကာဒုံဆက်သွေးညွန်ချိုင်းရီမူယုံကာကာဆက်တန်ချက်ကရန်ဒီယာတက်ဖွဲ့ညွန်ချိုင်းရီမူယုံကာကာတန်အထူးဆောက်လုပ်ညွန်ချိုင်းရီမူယုံကာကာဆောက် ြည်သူဆက်ဆံရေးနဲ့စိတ်သက်ဆက်ဆံရေးညွှန်ကြားမှုယုံကကပြီးစသည့်ရုံးဌာနများစွာရှိတဲ့ကဲ့သို့ဝန်ထမ်းများနေထိုင်ရအဆောင်ထောင်နဲ့ချီရှိမည်ဟုသိရှိရပါသည်ထို့ပြင်နေပြည်တော်နေပြည်တော်စခိုင်းဌာနချုပ်စကခါ6ဌာနချုပ်လေယင်ဝင်းတစ်ခုနဲ့ကကွယ်ပစ္စည်းစယုံကပါစစယုံနှစ်ခုရှိပါသည်ဒီငွေငါမှုအဆောင်များပြည့်စည်တော်လဲတပတ်အတွင်းပြန်လဲအသုံးပြုနိုင်ပြီးကပါစဆေယုံများကမှယမန်နှင့်ရေကြီးစင်ကလေးက ပြန်လည်လည်ပတ်နိုင်ရန်လုံးပတ်နေစေလို့သိရပါတယ်။တာငူတာငူရင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နေလက်အောက်ခံတရင်တပ်ဖွဲ့များခြေဆိုင်ပြီးလေတပ်စခန်းတစ်ခုရှိပါတယ်။မိထီလာမိထီလာရင်တပ်မ69ဌာနချုပ်နေလက်အောက်ခံတရင်များပြင် လက်ယုံတပ်ဝင်ထမ်းတပ်များခြေဆိုင်ပြီးတပ်နေအဖြစ်သတ်မှတ်ထားသည့်တပ်မျိုးတစ်မျိုးဖြစ်တယ်။ရှန်တဲရင်လီတက်စခန်းဌာနချုပ်ရှိပါတယ်မန္တလေးမန္တလေးရင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါခ ်မလက်နက်ခရန်တန်းနဲ့လာပါခလက်အောက်ခံတရင်တပ်ဖွဲ့များအခြေဆိုင်တဲ့တတဦးရင်အရက်ဘက်လီရင်ခွဲရှိပြီးစစ်လီရင်တပ်ဖွဲ့များလည်းအခြေဆိုင်ပြီးလေကြောင်းစစ်စင်ရေးပြုလုပ်ပါတယ်။စကိုင်းစကိုင်းတိုင်းတွင်တပ်မ33ဌာနချုပ်နှင့်လက်အောက်ခံတပ်များအခြေဆိုင်ပါတယ်။သို့ဖြစ်ရာစကိုင်းငလျင်တရားသည့်ဒေသတွင်စီယုံချုပ်နှင့်အဓိကစစ်ဘက်ဆိုင်ရာယုံများတိုင်းစစ်ဌာနချုပ်3ခုတပ်မဌာနချုပ်2ခုနှင့်စကားခဌာနချုပ်တစ်ခုရှိတယ်။ ထို့ကြောင့်ယုံထနာနှင့်ဝန်ထမ်းအင်အားထောင်ကနဲရှိမည်ဟုခံမှန်းရပါသည်စစ်တပ်မြေမြထိခိုက်ပျက်စီးမည်နီလက်တလုံးငလျင်တန်ခံရစေဆောက်လို့ရင်ကယ်ဆယ်ရေးလှုပ်ဆောင်နေရစေကာလဖြစ်သည့်အပြင်ဆက်သွေးပြတ်တောက်ခြင်းတရင်အမောင်းချခြင်းတို့ကြောင့်စစ်တပ်မြေမြထိခိုက်မှုရှိသည့်ကို အသေးစိတ်သိရှိရန်ခက်ခဲနေစေဖြစ်ပါသည်တပြည်လုံးတိုင်းထရဧပြီလ10ရက်နေ့နနက်ပိုင်းထိစကားစီထုတ်ပြန်ချက်ရ3600ဦးသေဆုံး 9038ဦးထရားရပြီးပျောက်ဆုံးသူ160ဦးရှိသည်ဟုသိရှိရပါသည်။အဆိုပါငလျင်ကြီးကြောင့်ငလျင်တန်သည့်ဒေသများ၌နေအဆောင်ပေါင်း2000ကျော်ပြိုကျပျက်စီးခဲ့ရပြီးထို့ဆောင်များထဲတွင်ဌာနဆိုင်ရာရုံးများလည်းထောင်နှင့်ချီ၍ပါဝင်ခဲ့သည်ဟုသိရပါသည်။ထို့ပြင်စီးရုံစီခန်း90နီးပါးလည်းပျက်စီးသွားပါသည်။သို့တော်လည်းနေပြည်တော်ရှိသမရအင်းလွတ်တော်ဝင်ကြီးဌာနရုံးများဝန်ထမ်းအင်အားများနှင့်အခြားအဆောင်များပျက်စီးမှုကမနေလာပါဘူး။ ငလျင်ကျောင်းနေပြီးတော့ဥတ္တရသီရိမြို့နယ်တွင်ဥတ္တရသီရိစေယုံကြီးပင်လောင်စေယုံအုပ်စုအပါအဝင်ဟိုတယ်နှင့်ဈေးဝယ်စင်တာများကဲ့သို့ကြီးမားသည့်အဆောင်အချို့ပြုကြပျက်စီးခဲ့ပါသည်ဥတ္တရသီရိစေယုံကြီးဆိုရင်သုံးထက်အဆောင်ဤအဆောင်ထက်သည်ညီကြီးထဲထိနေဝင်သွားခဲ့ပြီးနှစ်ထက်သာကျန်ရှိပါတော့တယ်နေပြီးတော့ရှိဝင်ထမ်းအင်အားများဝင်ကြီးဌာနရုံများစွာ ပြိုကျပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့သည့်အပြင်ဝင်ထမ်းများနှင့် ်မိသားစုဝင်များလည်းတည်ဆုံမှုများရှိခဲ့ကြောင်းသတင်းများကြားသိရပါတယ်စစ်တပ်ပြည်စီနယ်ပတ်သက်၍ BBC သတင်းဌာနကနေပြည်တော်စစ်ရုံးအောက်တွင်လျှို့ဝှက်တည်ဆောက်ထားသည့်ကုတ်ကဲမှုယုံနေရလဲငလျင်ကြောင့်ထိခိုက်ခဲ့သည်ဟုဖော်ပြခဲ့ပါတယ်နေပြည်တော်ဤလျှို့ဝှက်ဥမင်လိုင်းကောင်းများဟူသည့်ကြားသည့်ထုံနေရာကိုငလျင်လုပ်ပြီးတဲ့နောက်ပြည်ပကနေသောလုံချုံရင်ယူတိုင်းနေရာယူထားပြီးစတဲ့ပစ္စည်းများကိုမူရသလောက်ထုတ်ထားလိုက်ကြောင်းစည်ရည်တည်ရင်များထမသိရှိရပါသည်။မြောက်ဥမင်ထဲတွင ရုံငါယုံစာအတွက်အစဉ်သင့်ယုံထိုင်နိုင်ပြီးတိုင်းစစ်ထနာချုပ်များနှင့်ဆက်သွယ်ရေးကွန်ရက်များချိတ်ဆက်ထားသည်ဟုဖော်ပြထားပါသည်။စာနေအိတ်ခါရေနှင့်အောက်ဆီဂျင်ပါလူရကနန်းအတွက်အသင့်ပြင်ထားသည်။လျှဝဲကွက်ကဲမှုထနာချုပ်သည်မြေအောက်ဥမင်များမှတက်စဉ်စေယုံနှင့်စစ်တပ်၏ထိတ်တန့်ခေါင်းဆောင်၃ယောက်၏နေအိတ်များကိုချိတ်ဆက်ထားသည်ဟုဆိုပါသည်။တရုတ်မြောက်ကိုရီးယားနည်းပညာများအသုံးပြုပြီးငွေကြေးကွန်ကြားခန်းဆောင်ထားသောမြောက်ဥမင်သားမကောင် စစ်တပ်နေနေဆက်သည့်ခရိုနီကုမ္ပဏီများကိုကန်ထရိုက်ပေး၍စောက်ခိုင်းထားသည့်စစ်ဘက်ဆိုင်ရာဆောင်များစစ်အင်ဂျင်နီယာတမဆလုတ်သည့်စစ်ဘက်ဆိုင်ရာဆောင်များသည်လည်းအရက်ဘက်ဝင်ကြီးဌာနဆောင်များကဲ့သို့ပင်အများအပြားပြိုကျမည်မှာသိချသလားရှိပါသည်။ထို့ပြင်ငလျင်တန်းကြောင့်မန္တလေးနန်းတွင်ထဲရှိအလဲပိုင်းတိုင်းစစ်တနာချုပ်လာပါခိုင်အဆောင်များစွာပြိုကျခဲ့ပြီးတည်ဆုံးတရားရသူအများအပြားရှိသည့်တရင်များလည်းထပ်ပေါ်လာခဲ့ပါသည်။တရားရသူနေရာကျော်ခန့်ရှိသည်ဟုတရင်များထပ်ပေါ်လာသည်။ လာပါခဌာနချုပ်ရှိရာမန္တလေးနန်းတွင်ထဲရှိစစ်တပ်ဆောင်များပြင်စစ်ကြောရေးအထောက်ဆောင်များလည်းပြူကြခဲ့ပြီးနန်းတွင်တွင်ရှိသည့်အဆောင်များ၏80ခန့်နှုန်းခန့်ပြူကြခဲ့သည်ဟုသတင်းများကြားသိရပါသည်